အမြန်လမ်းဖြစ်စဉ်ကအမှန်ပါเนาะ7နာရီခွဲနဲ့12နာရီလောက်ကြာမှာဖြစ်စဉ်ဖြစ်သွားတယ်ဖြစ်သွားတာကဒီလိုအမြန်လမ်းရေမီးပေါ့เนาะရေမီးတို့กินလဲ့တယ်ပေါ့กินလဲ့တယ်ကျွန်တော်တင်တင်နေပြဒီအမြန်လမ်းမှာပေါ့เนาะဟွာဖြစ်နေတယ်ဖြည်းသီးတော့ရှိနေပြီอืมဖြည်းသီးကဘလို့ရှိနေလဲဆိုတော့ မြလန်းရေမင်းကြီးရဲ့ကားကိုပြစ်တာဗျပြစ်တာကြီးဖောက်ထွက်တာလို့ပါလို့ရှိတယ်ဟိုအဝေးကနေအဲ့လို RPG လိုပုံစံမျိုးနဲ့ဖြစ်တာလည်းရှိတယ်ဒီတရင်ကအမှန်ပါခင်ဗျအမြလန်းရေမင်းကလက်လေးလုံးပေါ့နော်လက်ဒီလိုလက်လေးလုံးလေးလက်မလောက်ပေါ့လေးလက်မလောက်ပဲကွာသွားတယ်ဟုတ်ပြီအမြလန်းရေမင်းတော်တော်ကန်ကောင်းသွားတယ်နော်ဒါတရင်အမှန်ပါဟုတ်ပြီ တော်လပီတို့များအလုံးမဲ့မင်္ဂလာပါခင်ဗျာဒီကနေ့မတ်လ20ရက်နေ့အတွက်ပထမဦးစွာတော်လိုင်းင်းနဲ့ပတ်သက်တဲ့သတင်းဦးသတင်းထူးသတင်းကောင်းလေးတွေကိုကျွန်တော်ပလာတာကြီးကပြပြပေးမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဗီဒီယိုတွေကို reaction လုပ်ပေးပါမယ် brown soul သတင်းလေးကတော့မြန်မာနိုင်ငံတဝဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်16ဦးသေဆုံးတဲ့အကြောင်းလေးကိုပြောချင်ပါတယ်အဲ့တော့သေဆုံးမှုစင်းတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ပြီးခဲ့တဲ့မတ်လ19ရက်နေ့ဒိတ်နဲ့မန္တလေးတိုင်းနှစ်ထိုးကြီးမြို့နယ်မှာ9ကောင်မန္တလေးတိုင်းဝမ်းရီမြို့နယ်မှာ2ကောင်ပဲခူးတိုင်းဝေါ်မြို့နယ်မှာ4ကောင်စကိုင်းတိုင်း6ဦးမြို့နယ်မှာ3ကောင် တရဲသာရီတိုင်းကျုံးစုမြို့နယ်မှာနှကောင်အာလုံးပေါင်း16ကောင်တိတိเนาะဒါကျွန်တော်တို့မရဲပြီเนาะထိုးစင်းသွားတဲ့အကြောင်းလာကျွန်တော်တို့သိရပါတယ်ကျွန်တော်ရဲ့ EOPD ရဲ့အစားဆုံးမှုဖန်စီခံခဲ့ရမှုမှာတော့ match လ16ရက်နေ့ဒိတ်အတွက်လုံးဝကိုမရှိခဲ့ပါဘူးခင်ဗျာနောက်ထပ်သတင်းကောင်းလေးကတော့ရန်ကုန်မန္တလေးအမြန်လန်းမိုင်နိုင်316မှာရဲကားအိစီကားတို့နဲ့ကင်းပတ်ရန်ထွက်လာတဲ့အစံဖက်စစ်ကောင်စီတပ်သားတွေကိုပြစ်ခတ်တိုက်ခတ်ရမှာ စစ်တပ်က9ဦးသေဆုံးခဲ့တဲ့အကြောင်းကိုလက်ထိုးကြီး People Defense Force မြင်းကြံခရဲ ML 40တရင်ကပြောရေးဆိုခွင့်ရှိသူဆရာဆိုးကပြောပါတယ်မက်စလာ၁၉ရက်နေ့နက်ပိုင်းမှာရန်ကုန်မန္တလေးအမြန်လမ်းမိုင်တိုင်၃၉မှာအစံပတ်စစ်ကောင်စီတပ်သားတွေကရေကားတစ်စီးအိမ်စီးကားနှစ်စီးနဲ့ကင်းပန်ရန်ထွက်လာစမှာလက်ထိုးကြီး PDF နဲ့မဟာမိတ်တပ်ဖွဲ့ဝင်တွေကပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တဲ့ကြောင်းလည်းသိရပါဗျာ။ ဒီတိုက်ခိုက်မှုအတွင်းမှာအဇက်ဘတ်စစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့ပြီးတော့မှတော်လိုင်းရဲဘော်တွေကတော့အထူးကံမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တဲ့အကြောင်းကိုကျွန်တော်သိရပါပါတယ်ခင်ဗျာ။ကဲအမြန်လန်းအထီကိုတက်ကြိတ်နေပြီနော်ကိုကောင်တွေကနောက်တဲ့တဲ့လေးကတော့တင်းနိုင်တိုင်းကျိုးစုမြို့နယ်မှာစစ်သည်မောင်အုပ်စုတိုက်ခတ်ခံပြီးတဲ့နောက်မှာဒဏ်ရာရရှိတဲ့ရေတသားနှုတ်ဦးကိုဗိတ်ကိုပို့ဆောင်စင်မှာလန်ခီမှာတိတ်ဆုံးခဲ့တဲ့အကြောင်းကိုကျိုးစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတဦးကပြောပါတယ်။ မတ်လ13ရက်နေ့ကျူးစင်းမြို့နယ်မိုင်းတွေးကျေးရွာနဲ့ရှော့တော်မော်ကျေးရွာဘက်ကနေပြီးတော့မှတက်လာတဲ့အချမ်းပတ်ဆက်တက်ရဲ့ရေတက်ကတစ်တစ်လေးစစ်တင်မော်အပါဝင်တင်မော်နစီဆက်လီနစီဖိုင်ဘာလင်ငယ်3စီပါဝင်တဲ့အုပ်စုကိုတော်လိုက်တဖက်ဝင်တွေကဝန်တောင်ကျေးရွာအနီးမှာဈာပြတ်တိုက်ခိုက်ခဲ့တာဖြစ်တဲ့အကြောင်းလည်းသိရပါတယ်ဒီတက်ကမှုဖြစ်ပွားပြီးတဲ့နောက်မှာတိုက်ပွဲအတွင်းထိခဲ့တဲ့ရရှိခဲ့တဲ့ရေတက်ကတပ်သား၂ဦးကိုအချမ်းမတ်စစ်ကောင်တွေတပ်သားတွေကဆက်လိန်နဲ့ခိုးထုတ်ပြီးတော့မှဘိမ့်မြို့ကိုပို့ဆောင်ဆဲမှာလန်ခီမှာတိတ်ဆုံးခဲ့ခြင်းဖြစ်တဲ့အကြောင်းကိုလည်းသိရပါဗျာ။ ဒီကောင်တွေကသူတို့ဘက်ကထိထားတာကိုပြည်သူတွေသိမှဆိုလို့ဆက်လီနဲ့ဘိတ်ကိုခိုးပြီးတော့ပို့တာလမ်းမှာတည်သွားတယ်လို့သိရပါတယ်ဆိုပြီးတော့မှကျွန်းစစ်မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတို့ကပြောပါတယ်။အော်ပြည်သူသိမှဆိုလို့တော့မှခိုးပို့နေရတဲ့အခြေအနေတော့ဖြစ်ကုန်ပြီလား။စက္ကစရည်ရဲ့အော်အော်အော်နောက်ထပ်တဲ့လေးလေးကတော့မန္တလေးတိုင်းဝမ်တွင်းမြို့နယ်မှာ စစ်မှုထမ်းရမဲ့လူငယ်စည်ရင်တွေကောက်ခံနေတဲ့ကျေးရွာအုပ်ချုပ်ရေးမှုထိမောင်တဲ့ရက်ကျေးစည်ရင်မျိုးစိန်ဝင်းတို့ပြစ်ခတ်ခံရပြီးတော့မှတိတ်ဆုံးခဲ့တဲ့အကြောင်းကိုဒေသခံပြည်သူတွေရဲ့ပြောကြားချက်အရသိရပါတယ်။မတ်လ18ရက်နေ့မွန်လွဲ2:45မိနစ်ခန့်အချိန်ဝမ်ဒေးမြို့နယ်ရူကန်ကျေးရွာမှာနေထိုင်တဲ့အုပ်ချုပ်ရေးမှုထိမောင်တဲ့ထွေအုပ်ရက်ကျေးစည်ရင်မျိုးစိန်ဝင်းတို့ကို သူတို့ရဲ့နေအတွင်းမှာအပြည်ပသိတပ်တပ်သမားတွေကဝေရောက်ပစ်ကတ်တက်ခရမှာပိုးချပြီးတည်ဆုံခဲ့တဲ့ကြောင်းကိုလည်းသိရပါတယ်။တည်ဆုံတော်ရဲအုတ်ချိုရီဘူးထေးမောင်နဲ့ဆက်ရင်းမျိုးစင်ဝင်းတို့ဟာဂျေဝါအုတ်စုအတွင်းမှာရှိတဲ့စစ်မှုထမ်းရမယ်လူငယ်တွေရဲ့ဆက်ရင်းကိုကောက်ခံရမှာဥဆောင်ပါဝင်ပြီးတော့မှအချမ်းပတ်စစ်တွေကိုလည်းလာဆယ်စစ်မှုထမ်းလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပို့ဆောင်ပေးနေတဲ့သူတွေဖြစ်တဲ့ကြောင်းကိုလည်းသိရပါတယ်။ဒါပြင်တော်လိုင်းတဖို့ဝင်တွေရဲ့သွားလလှရှောင်းမှုတွေကိုစုံစမ်းထောက်လိုက်ပြီးအချမ်းပတ်စစ်တပ်ကိုတည်င်းပို့ပေးနေသူဖြစ်တဲ့ကြောင်းကိုလည်းသိရပါတယ်။အဲ့တော့ကိုပြုတ်တဲ့မြကန် ကိုထံပြန်လာတာပေါ့ပြည်သူကိုဒုက္ခပေးတဲ့ကောင်ကိုပြည်သူတဲကပြည်သူကပဲမင်းတို့ကိုအဝီစီးကိုပို့ပေးလိုက်ပြီအဲ့တော့ sorry ပါ rnb တော့မပြောနိုင်ပါဘူးမင်းတို့တေတာကတေချင်းစိုးနဲ့တေတာဖြစ်တဲ့ပြည်သူအတွက်တေတာမဟုတ်ဘူးစကားစားတဲ့တေတာဖြစ်တဲ့တကြောင်မို့လို့မင်းတို့က go to the ဝီစီးပါပဲ okay ဆိုတော့ဗီဒီယိုလေးဒီကြည့်အောင်ပါပထမဦးဆုံးကဒါကျွန်တော်တို့ဖင်လန်ပြောင်ရင်း ဖန်လန်ပြောင်ကြီးကမင်းအောင်လိုင်းနဲ့ပတ်သက်ပြီးတော့မှမိသားစုများကိုအတိပေးလာတာတခုရှိပါတယ်အဲဒါကတော့ဘာလဲဆိုတော့မင်းအောင်လိုင်းကတပ္ပရာကြီးပဲလုတော့မယ်ဆိုတဲ့အကြောင်းအရာလေးတွေကိုဖန်လန်ပြောင်ကြီးကပြောပြပါလိမ့်မယ်နောက်တစ်ခုပါဦးမင်းအောင်လိုင်းအနေနဲ့အခုကျွန်တော်တို့နောက်ထပ်ပေါ့နော်ဟိုခမန်းတုံးတက်လို့ရတာကတော့ဦးမင်းအောင်လိုင်းတိတ်မကြခင်သူ့ရဲ့ကာချုပ်ရာထူးကိုသူစွန့်လာမယ်လို့ကျွန်တော်တို့တုံးတက်လို့ရတယ်ပေါ့ဘာကြောင့်အဲ့ဒါမှလည်းသူကတမရဖြစ်မှာဦး တော့နောက်ထပ်သမရတယောက်ဖြစ်လာဖို့အတွက်ကသူဒီယာရုဆုံပါလိမ့်မယ်အဲ့တော့သူကာကျုပ်ကနေပြီးတော့နားမဲ့အစီအစဉ်ရှိသလိုသူ့နောက်မှာလည်းနောက်ထပ်ဥဆုံးဝင်တော်၎င်းနောက်ထပ်ဒီနီကိုပေါ့နီကိုတော်၎င်းပေါ့အဲ့နှစ်ယောက်ခဲကတယောက်ရောက်တော့ကာကွယ်ဥစည်းချုပ်ဖြစ်လာမယ်လို့ကျွန်တော်သုံးသပ်လို့ရတယ်အဲ့တော့လာမဲ့နှစ်မှာရွေးကောက်ပွဲကကျင်းပမယ်ရွေးကောက်ပွဲမှာသူ့အနေနဲ့သူသမရဖြစ်ဖို့စူးစမ်းမှာပဲဖြစ်တယ်အဲ့တော့ ဥမင်းလင်းပြောရင် तू တမနာတက်လို့မယ်ဟေ့ဆိုလို့ရှိရင်တော့အဲဒါကအာကျွန်တော်တို့ तू ဟိုအားလုံးဆွဆွဲခဲ့တယ်လို့ तू တမနာယူလို့မြန်မာနိုင်ငံဒီလိုဖြစ်ရပါလဲဆိုတော့ဆွဆွဲချက်ကြီးကတော့ तू ကိုယ်တိုင်တက်တည်ပြလိုက်တယ်လို့ဖြစ်သွားမှာလဲရှိတယ်တော်ပါတော့လည်းပဲအဲ तू အနေနဲ့တမနာတော့တက်လို့မယ်လို့တော့သုံးသက်လို့ရတယ်နော် သူကတမလာအရန်ဖြစ်ချင်တဲ့ပုံရိပ်ရောင်လည်းကျွန်တော်တွေ့နေရတယ်။အင်း။ကိုနေရာမှာပွဲတွေတက်ပြတယ်နော်။ကိုနေရာလည်းပါသူနေရာလည်းပါအတိအကတော့မဲမဲဆွဲနေရတော့ပြောလို့ရတာနော်။အင်း။အဲ့တော့သူဒီတိတ်မကြခင်မှာနာမည်နဲ့မှာသူဒီတမလာတက်ပြီးတော့ဖြစ်သွားမှဖြစ်တယ်ပေါ့နော်။အဲ့တော့သူတမလာဖြစ်လာလို့ရှိရင်တော့အဲဘာတွေဆက်ဖြစ်လာအောင်မလဲ။အဲဒါကလည်းအဲစောင့်ကြည့်ရမယ့်အတိုင်းတိုင်းဖြစ်တယ်။အဲ့တော့သူတမလာဖြစ်မှာလဲဟိုဘယ်လိုခေါ်မလဲ။သူတမလာတက်လို့သွားခါကြလို့ရှိရင် တနည်းအားဖြင့်မဖြစ်သင့်ဘူးပေါ့ဗျာနော်မလုံသင့်ဘူးနိုင်ငံကိုဒီလိုမျိုးကကြိုးကြောင်ကမောက်ကမတွေအထိဖြစ်သွားတယ်နော်စီမံဆောင်ရွက်မှုတွေလည်းညံပြင်းခဲ့တယ်အဲ့လိုလူမျိုးကနောက်ထပ်သမဏတက်ပြီးလုံမယ်ဟေ့ဆိုတဲ့အခါကျတော့ကျွန်တော်တို့အနေနဲ့ကတော့လုံးဝလုံးဝမဲထဲခွင့်ရှိခဲ့ရင်တော့မှပဲကျွန်တော်ဒီသမဏမျိုးကိုကျွန်တော်မဲမပေးပါဘူးနော်မဲအောင်လဲဘဝလဲကွာဒုက္ခပဲစက်တက်ထောက်ခံအားပေးတဲ့သူတွေကအစားမဲအောင်လဲမဲမပေးဘူးဆိုတော့မဲအောင်လဲဘဝတော့ဆိုးနေပြီအဲ့တော့ အဲသူတင်တဲ့သမဏထက်လောက်သွားမယ်။ဒါပေမဲ့ကျွန်တော်မဲပေးတာမဲမပေးတာကကျွန်တော်ရဲ့တတိပုဂ္ဂလဆန္ဒဖြစ်တယ်။ဒါတတိပုဂ္ဂလခံစားချက်ဖြစ်တယ်။သူ့ကိုကြံတဲ့ပြည်သူတွေပေါ့သူ့ကိုကျွန်တော်ကမကြိုက်ပေမဲ့လည်းကြိုက်နှစ်သက်တဲ့ပြည်သူတွေကအများကြီးရှိမယ်လေနော်။အဲသူတို့တွေကမဲပေးလို့သူတို့တွေကအားပေးလို့ဥမင်းအွန်လိုင်းသမဏဖြစ်သွားပြီဟဲ့ဆိုလို့ရှိရင်အကျွန်တော်တို့အနေနဲ့ကတော့ဘာမှပြောစရာမရှိဘူးပေါ့။သူမှလည်းသူပြိတ္တာရှိတာပဲလေ။အားလုံးမှကိုယ်စီပြိတ္တာရှိကြပါလား။ မတို့ကြီးပဲပြည်သက်ရှိတယ်မထင်ပါနဲ့နော်။ဦးမင်း online မှာလည်းသူ့ကိုချစ်တဲ့ပြည်သက်မှာအများကြီးပဲ။ဒါပေါ့။အဲ့တော့ကြောင့်မလို့ကျွန်တော်တတိပုဂ္ဂလအဖြစ်မကြိုက်ဘူး။သူသမရလုံမှာလည်းပုံမှန်လင်းပြောရင်စန့်ကျင်တဲ့သူတွေပဲကျွန်တော်ပါမယ်။ကျင်ကျေးစွာစန့်ကျင်ရမှာပေါ့ဗျာ။ဥပဒေပေါင်းနဲ့စန့်ကျင်ရမှာပေါ့။စန့်ကျင်တဲ့သူတွေကကျွန်တော်ပါတယ်။ဘယ်ပေါ်တော့သူသမရဖြစ်သွားရင်လည်းအံ့ဩစရာမဟုတ်ဘူးလို့ပဲပြောရမှာပေါ့နော်။အဲ့တော့အဲသူသမရဖြစ်လဲကျွန်တော်တို့ကဝေဖန်မှုတွေကျန်ကျန်တန်တန်ဆက်ရှိနေအောင်ပါပဲ။ อืมမင်းတို့အရင်နေရရှိတာပါအခုလည်းဆက်ပြီးတော့မှရှိနေအောင်ပါပဲဆိုတော့ပြောင်းရေးပြောတဲ့ဇာတ်ကားတွေကိုကျွန်တော်တို့ဆက်ဆက်ပြီးတော့မှတွေးကြည့်တဲ့အခါမှာမင်းအွန်လိုင်းဟာသူ့ရဲ့ရှေ့ဂူရူကြီးတွေပေါ့နော်စက်ကောင်စီရဲ့ရှေ့ဂူရူကြီးတွေဖြစ်တဲ့တန်းရွှေတို့ခေညို့တို့တိမ့်စိန်တို့လှုပ်တဲ့လှုပ်ွက်ကိုပဲပြန်ပြီးနေမဲ့အခြေအနေရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့အဲသူကတပရနေရဝင်ယူပြီးတော့မှအဲစစ်တပ်ရဲ့ကာကြုံနေရဦးမှာစိုးဝင်းဖြစ်ဖြစ်အွန်လိုင်းတွေဖြစ်ဖြစ်ဒီကောင်တွေကိုထားခဲ့မယ် လက်ရှိမှာဒီဒေါ်လာရေးအခင်းချင်းနဲ့ပတ်သက်ပြီးတော့မှစစ်ရာဇဝတ်မှုတွေကျူးလွန်နေတာကစစ်တပ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အာဘယ်လိုပြောမလဲဒီဟာတွေကိုခံစားရတဲ့အခါမျိုးမှာဒီစစ်တပ်မှာရှိနေတဲ့အဓိကဂုံကြီးပိုင်းတွေကခံစားရမှာကိုသူကြိုပြီးတော့မှတွက်ထားပုံရပါတယ်အဲဒါပေမဲ့မင်းအွန်လိုင်းမတွေးမိတာတခုကဘာလဲဆိုတော့ဒီဒေါ်လာရေးကမကြခင်မှာအချိန်အဟုန်နဲ့ မြန်မြန်ပြီးမယ်ဆိုတာမျိုးကိုသူမတွေးမိဘူးထင်ပါတယ်အဲသူမဗျာတမရ9နှစ်လုံးမယ်9နှစ်လုံးပြီးတော့ပြီးသွားတဲ့အခါမျိုးကြရင်သူအနားယူမယ်အမသူသူဆရာသမားတွေပေါ့အဲသိန်းစိန်တို့ခင်ညို့တို့တန်းရွှေတို့ပုံစံမျိုးနဲ့သူအနားယူမယ်အဲ့လိုမျိုးအနားယူပြီးတဲ့အချိန်ကြရင်စစ်တပ်ကလုံးတမရအရာတွေအကုန်လုံးရှင်းရခင်ချင်းဆရာဆရာကြီးတွေစစ်တပ်ခေါင်းဆောင်ကြီးတွေလုတ်ခတ်တမရအရာအလုံးဒီလက်ရှိခေါင်းဆောင်စစ်တပ်ခေါင်းဆောင်နေရာမှာရှိနေမဲ့ကောင်ကိုအရာအလုံးကပုံကြရောက်သွားမှာဖြစ်တယ်ဆိုတော့ဒီကောင်ဒီကော့ကိုရွေးတဲ့အနေနဲ့ တမရဖြစ်ချင်တဲ့ဆိုတဲ့အဥ္စာမျိုးကိုတော့ကျွန်တော်တို့တွေ့ရပါတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့တွေကဒီတွန်လိုင်းကြီးပြီးတော့တဲ့အခါမျိုးမှာမင်းအွန်လိုင်းကိုလည်းခွင့်လွန်မှာမဟုတ်တလို့တိတ်ဆိန်ကိုလည်းခွင့်မလွတ်ဘူး၊ခင်ညွတ်လည်းခွင့်မလွတ်ဘူး၊တန်းရွှေလည်းခွင့်မလွတ်ဘူး၊နေဝင်းကိုလည်းခွင့်မလွတ်တော့နေဝင်းမြီးအေးနေဝင်းကိုလည်းခွင့်လွန်မှာမဟုတ်ဘူး။ဒီတွန်လိုင်းကြီးနဲ့ပတ်သက်ပြီးတော့မှတွန်လိုင်းကြီးကိုအနောက်ရှက်ဖြစ်အောင်လုပ်ခဲ့တဲ့မြောက်ကောင်းတဲ့အကုံလုံးတားစင်မြေးဆက်ကိုကျွန်တော်တို့လုတ်တဲ့လုတ်ထိုက်တာအကုန်လုတ်မှာဖြစ်ပါတယ်လို့အားလုံးကိုတော်လိုက်ဗီဒီယိုများအားလုံးကိုဒီနေရာကနေအသိပေးချင်ပါတယ် နောက်ထပ် profile တစ်ခုကတော့ဇော်ဘွိမှာဇော်ဘွိကတော့ဒီကျွန်တော်တို့ဒါနထိုးကြီး PDF ကအမြန်လမ်းမှာပေါ့နော်အမြန်လမ်းမှာဒါတို့တက်ကြိတ်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှစကားဆရဲ့တာဝန်ရှိသူတွေအပေါ်မှာတော်တော်လေးကိုပောက်ကွဲထားတဲ့ video file လေးဖြစ်ပါတယ်ကြည့်ကြည့်ပါဗျာအမြန်လမ်းဖြစ်စဉ်ကအမှန်ပါနော်ဆက်တနာကြီးခွဲနဲ့ဆက်နှစ်နာကြီးလောက်ကြားမှာဖြစ်စဉ်ဖြစ်သွားတယ် ဖြစ်သွားတာကဒီလိုအမြန်လမ်းရေမီပေါ့နော်ရေမီတို့ကင်းလဲ့တယ်ပေါ့ကင်းလဲ့တယ်ကျွန်တော်တင်တင်နေပြဒီအမြန်လမ်းမှာပေါ့နော်ဟွာဖြစ်နေတယ်ဖျဲသီးတော့ရှိနေပြီอืมဖျဲသီးကဘလို့ရှိနေလဲဆိုတော့အမြန်လမ်းရေမီကြီးရဲ့ကားကိုပြစ်တာဗျပြစ်တာជីဖောက်ထွက်တာတို့ဘာလို့ရှိတယ်ဟိုအဝေးကနေ ဲ့လို RPG လိုပုံစံမျိုးနဲ့ဖြစ်တာလည်းရှိတယ်။ဒီတဲ့ရင်ကအမှန်ပါခင်ဗျ။အမြန်လန်းရေးမင်းရလက်လေးလုံးပေါ့နော်လက်ဒီလိုလက်လေးလုံးလေးလက်မလောက်ပေါ့။อืมလေးလက်မလောက်ပဲကွာသွားတယ်။ဟုတ်ပြီ။အမြန်လန်းရေးမင်းတော်တော်ကန်ကောင်းသွားတယ်။อืมတော့ဒါတဲ့ရင်အမှန်ပါ။ဟုတ်ပြီ။တိုက်ပွဲက나ယူဝက်လောက်အအပြန်လန်းဖြစ်ကြပြီးတော့မှဆုတ်ခွာသွားတယ်။ဒါပေမဲ့ဒါနဲ့ပတ်သက်ပြီးတော့တုံးသက်ရမယ်ဝေပန်ရမယ်ဆိုရင်အမေလာပြီ။ ီလဘကတိုင်းဘူးပေါ့နော်။အင်းဗိုလ်ချုပ်ကျော်ကိုတိုင်းကိုတစ်ချက်တော့ပြောခြင်းတယ်။ပြောပါဦး။ဒီနှထိုးကြီးပေါ့နော်ပြင်စီလန်းတွေကိုအင်းမတိတာလား။ဒီကောင်းလေးအများနဲ့စကြေးကောင်းနေတယ်။အင်းဒီစကြေးကောင်းတဲ့ပတ်စံတွေပဲပြည်သူလူထုရဲ့ကားကြီးကားငယ်ကားသေးတွေကိုစကြေးကောင်းနေတဲ့နေရာတွေရှိတယ်။အဲ့ဒီနေရာတွေကိုတက်မတော်အနေနဲ့ဒီအမြန်လန်းကိုတက်ဖို့အတွက်ကိုနော်လုံကြုံရေးရတော့လုံကြုံရေးရတော့လကောင်အဲ့လိုမျိုးမဆိုးမိုးနိုင်ဘူးလား။အင်း နော်ဒီအမြန်လန်းကိုတက်တယ်တက်တယ်တက်တက်လှုပ်တယ်ဆိုတာကဒါကကောင်းတဲ့ပုံစံတော့မဟုတ်ဘူးဗောဗျာတိုင်းပြည်အတွက်နိုင်ငံအတွက်ပေါ့နော်တော့အမြန်လန်းမှာသွားနေတဲ့ပြည်သူလူထုတွေအတွက်နော်ကောင်းတဲ့ပုံစံတော့မဟုတ်ဘူးဒါကမဆိုးမိုးနိုင်ဘူးလားအဲနော်ပြည်သူတွေမဟုတ်ပါဘူးကွာမင်းတို့အတွက်လို့ပြောပါမင်းတို့ကလည်း ကာလီတားကဘယ်လိုပေါလိုဝေးစားရတဲ့အားပြောတာနော်မင်းတို့အတွက်မင်းတို့စက်ကောင်စီအတွက်မင်းတို့စက်ကောင်စီထောက်ခံတဲ့ဘောမပြည်သူတွေအတွက်လို့ပြောပြည်သူဆက်စစ်တွေကမင်းရတယ် PDF ကိုအပြစ်မမြင်ဘူးငါကောင်ရဲ့လဘကတိုင်းမှုအနေနဲ့လဘကတိုင်းမှုတယောက်အနေနဲ့อืมဒီလိုအားနေတဲ့အာသချက်တွေကိုသိရှိပါရဲ့တန်းနဲ့ဘာလို့မလုပ်နိုင်တာလဲอืมဟွန်းเนาะ အခုဆိုပြည်သူလူထုကခရီးသွားမယ်ဆိုကျွန်တော်တို့လိုစပီကာတွေတရင်သမားတွေကိုမေးပြီလေမီဒီယာသမားတွေကိုအာတရင်သွားရမှာဟိုဟိုလုံခြုံမမလားအမြန်လမ်းပေါ်ကဘာညာဖြစ်ပြီဆိုရင်လေဟိုကအဲ့ဒါအဆင်မပြေတော့ဘူးလေငါတို့လည်းအမြန်လမ်းပေါ်မှာရဲတွေထားတာပဲလို့ဘာလို့အာမရဘူးမြောက်ဒီလမ်းကိုဒီ3.8တော့3.8 3.9 320 321မိုင်ဆိုတာအဲ့ဒီဂျားထဲမှာဒီတရားရဲကြီးတရားတွေလည်းရှိတယ်အဲ ရဲကဲတရားတွေလည်းရှိတယ်။ဟုတ်ချူတော်မျိုးစုံအောင်ဆိုရင်အခုလဘကတိုင်းဆိုရင်ဘယ်နေရာမှာဖြစ်နေလဲလဘကတိုင်းဆိုရင်မရေယာပဲပဲအများဆုံးဖြစ်တာပြင်ဦးလွင်မအောင်မှာဗိုလ်ချုပ်စိုးမြတ်ထုတ်ကိုယ်တိုင်းနော်အောင်မြေတို့အမှတိုက်အောင်လို့ ਨੇ ပေါင်းပြီးချနေတည်းရဒီဘက်မှာလဘကကဒီအခုမရေယာတို့ဘာတို့လောက်မှာပဲဖြစ်နေတယ်အခုမြင်းကြံတို့နှထိုးကြီးတို့တောင်သာတို့အခုငတရောက်တို့နော်အဲ့တချို့ရဲတွေလည်း KDB တွေပါရောသွားတတ်တယ်ရေမှူးကြီးကလည်း KDB တွေပါတော့သွားတတ်တယ် နော်အခုငါတယောက်တို့ဘာလို့လုံသွားပြီလုံနေပြီဟိုမှာချအတွေ့နေပြီနော်ငါတယောက်ဆိုအမြဲတမ်းဟိုဟာဟိုဟာကျွန်တော်စီမှာအကုန်လုံးရှိတယ်ကျွန်တော်ဒါတွေအကုန်ဖတ်မပြချင်းလို့နော်တရင်ပေးတဲ့လူကပေးနေတာဟုတ်ပြီနော်အဲ့တော့ကျတော့ဟိုကိုရင်ချင်းကိုတည်စီချင်ပါတယ်ဗျာနော်ဘာလို့လဲကိုရင်ချင်းကိုတည်စီချင်ရတာလဲလို့အဲ့လိုပြောတယ်ဆိုလို့ရှိရင်အဲ့လိုတိုင်းဟိုဟာတွေပေါ့ကသတာမူတွေဒီညကိုကြီးတွေဒူးချုပ်ကြီးတွေကလည်း ဒီလိုအမြန်လမ်းပေါ်ဒီကိုဒီလိုအချိန်ချင်းကာကာဖြစ်ပြီဆိုရင်ဖြစ်တင်လားမဖြစ်တင်ဘူးလားဆိုတာတော့ဘောနစင်းသားတင်ပြီလို့ထင်တာပဲอือဟွเนาะကျွန်တော်ကဒါဘဒုမျက်နှာမှမကြည့်ဘူးเนาะဒါပြည်သူတွေအတွက်ကိုကျွန်တော်ကပြောတာเนาะအမြန်လမ်းဆိုတာကအဘဦးတန်းရွှေကြီးအကောင်းဆုံးစောက်တည်သွားတဲ့လမ်းပေါ်မှာရဲခင်းနေเนาะစစ်တပ်တွေလာအဲ့မှာလုံခြုံရေးတွေလာအဲ့မှာခြားထားတဲ့တလန်းလုံးပေါ့เนาะဟိုးရန်ကုန်ကနေပြီးတော့မန္တလေးအထိကို အဲ့ဒီကြားထဲမှာမှာအများတန်းလှုပ်ခံနေရတာကဒီနှထိုးကြီးနဲ့ပြင်စီပေါ့နော်ဒီအခု3တိ8ဆိုရင်ဒီတစ်ချိန်ရောဆိုတာနှစ်ခါဖြစ်သွားပြီပေါ့နော်ဒါ3တိ8 3တိကိုရှောင်းမပြောနဲ့3တိ8 3တိ9 320 320မိုင်အဲဆိုတာဒါကဒါနီးနီးလေးမှာပဲရှိနေကြတာနော်ဒါနှစ်ချိန်နှစ်ခါမြောက်ဖြစ်သွားပြီနရွက်ကိုတရွေးဆိုတာမဟုတ်ဖင်မာလာကြိတ်တော်မှာဟုတ်ကနော်အဲ့တော့ကြတော့ ကိုကနဲ့ကိုတော့စဉ်းစားကြပေါ့ဗျာကိုအောက်ကလုံခြုံရေးတွေကကိုခိုင်းထားတဲ့ကောင်တွေကကိုကိုလိန်နေရလားညာနေရလားเนาะကိုကိုတိုင်းအလုံးမလုံးပဲနဲ့မိမ့်မိနေတာလားဒါမှမဟုတ်လိုအပ်ချက်တွေကိုနိုင်ငံတမရောကဝေဦးစည်းကြုံနဲ့တမရောဒူကြုံနဲ့ညှိကိုကြီးကိုမတင်ပြရဲတာလားเนาะဒါကတော့တဲ့ပဲပြောတာเนาะတဲ့ပဲเนาะမချေတယ်လဲရတယ်ဘာမှမဖြစ်ဘူးเนาะမချေတယ်လဲရတယ်ဆိုတော့ရှင်းမှာဖြစ်စဉ်ဖြစ်သွားပြီပြီကျွန်တော်ဘာမှပြဿနာလာမရှာနဲ့อืมဆိုတော့မင်းတို့ရဲ့ဟိုရဲဘက်ကပေါ့ကွာဒူးတက်ချက် တန်ထူလားတန်အူလားမသိဘူးသူပြောခဲ့ဥစ္စာတခုရှိတယ်လေရဲထဲမှာယာဓုတခုလိုချင်တယ်ဆိုရင်ပတ်စံနဲ့ပေးဝယ်ရတယ်ဆိုတဲ့ဥစ္စာကိုမင်းမြင်တွေ့ခဲ့သလားကြားခဲ့သလားတော့ငါလည်းတရားမသိဘူးဒါပေမဲ့အဲ့ဓာတွေကမြေပြင်မှာတကယ်ဖြစ်နေတာဖြစ်တယ်နောက်တော့တခုကပါလဲဆိုတော့နထိုးရင် PDF နဲ့ပတ်သက်ပြီးတော့မှနထိုးရင် PDF ရဲ့ဇာကိုမင်းပြောတဲ့အဲ့လပခဆိုတဲ့အလဲပိုင်းတိုက်စစ်ကကောင်က ိတဲ့အတွက်ကြောင့်မို့လို့မလုံရှားရလဲပါကောင်းပါမှာပေါ့ကွာမင်းတို့တွေဒီလောက်ပါရာမော်တာတွေနဲ့လေယာဉ်တွေနဲ့ဒီလောက်ကြိတ်နေတဲ့ဂျားတွေကကိုမင်းတို့အမြန်လန်းတိတက်ကြိတ်တယ်ဆိုတာအညာသားတွေရဲ့ဇာဘလောက်ပြင်းနေဆိုတော့မင်းသိဖို့လိုတယ်မင်းတို့စစ်တပ်မှာအရေးကြီးရှိတဲ့ကောင်တွေဆိုတော့မရှိဘူးမင်းတို့စစ်တပ်မှာပတ်စံကိုဘလို့ကိုအိတ်ထဲကိုထည့်ရမလဲပြည်သူစီကအခွန်ဘန်နာတွေကိုဘလို့မျိုးအိတ်ထဲထည့်ရမလဲပဲချောင်းနေတဲ့ကောင်တွေအများကြီးပဲအဲဒါကြောင့်လည်းမင်းတို့စစ်တပ်ကပြည်သူချင်ပတ်ဖြစ်နေတာ ကြာလီကြာလီဖွေးစည်းပုံပြက်လေကြာလီကြာလီစစ်တကပြက်ပျောက်ဆုံးလေနော်တေချီလီကြာလီကြာလီလုံမာပါလီပယုံလုံးတက်ကြီးကိုဖြည်းလို့ဆိုပုံရင်သိလားအဲ့တော့မင်းကတအားတွေစစ်တက်နဲ့ပတ်သက်ပြီးတော့မဟာမင်းအွန်လိုင်းကဘလို့ဖြစ်ကြောင်းဘလို့တော်ကြောင်းဒူးကျိုးဆိုးဝင်းကဘလို့ဖြစ်ကြောင်းပြောနေပေးမယ်လေစစ်တက်ထဲမှာရှိနေတဲ့စစ်သားသားသမီးတွေစစ်သားမိဘတွေအနေနဲ့တချို့အရာတွေမှာစစ်တက်နဲ့ပတ်သက်ပြီးတော့မှာ တက်မိသားစုဖြစ်ရတာကြာလေရင်နာရလေပဲဆိုတဲ့ခံစားချက်တွေဖြစ်နေတဲ့သူတွေအများကြီးပဲအဲ့ဒီကတယောက်ရဲ့ဗီဒီယိုဖိုင်တစ်ခုပြမယ်နော်ကြည့်ကြည့်မင်္ဂလာပါမင်္ဂလာပါမရတဲ့နှလုံးတွေဘေးရန်ကင်းလို့အေးချမ်းကြပါစေဘာလို့မပေါ့လိုင်းမမနည်းနည်းလေးရှင်းခံနေလို့ကိုတိတာလေးတွေကိုခံစားရတာလေးတွေပြောချင်လို့လိုင်းမောင်တက်လာခြင်းဖြစ်ပါတယ်လုဆန်း အမှန်တမ်းပြောရင်တော့ကျမတို့ကလူတကာမုန်းနဲ့အဲတမလို့သားရဲ့မိခင်တယောက်ပါအင်းဘသူတွေပဲဘလို့ပဲမုန်းမုန်းကိုရီးယားနိုင်ငံရေးကိုမသိဘူးတော်တော်လေးနိုင်ငံနဲ့လူမျိုးကိုချစ်တဲ့အတွက်နိုင်ငံတော်ကြီးကိုကာကွယ်ဖို့ကိုယ့်ရဲ့ရှင်သွေးယတနာတွေကလူလားမြောက်တာနဲ့သူတို့အတန်းပညာလေးတွေပြီးဆုံးတော့သူတို့ဝါသနာပါရသူတို့ယုံကြည်ချက်နဲ့ တတ်မလို့လည်းဝင်သွားတာပေါ့နော်။ကောင်းသောအရာဝတ္ထုတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့မိခင်တွေကလည်းတားပိုင်ဖို့မရှိပါဘူး။ဒီနိုင်ငံတော်ကြီးမကောင်းတဲ့အချိန်ကတ်ဆိုးကြတဲ့အချိန်ကမှတတ်မလို့တောင်းလောက်တာမဟုတ်ပါဘူး။ဒီနိုင်ငံကြီးတွေမဖြစ်ခင်တည်းကဆယ်စုနှစ်တိုင်ခဲ့ပြီးတတ်မလို့သားတွေပေါ့နော်။ဒါပေမဲ့ကျွန်မရဲ့ရင်သွေး၃ယောက်မှာတယောက်ကတော့ဖြင့်ရမခမှာတိုက်ပွဲဝင်ရင်းနဲ့ကြာဆုံးသွားတယ် ပြီးခင်မရှင်ကိုလာလွယ်ဆင်လာဖွားတဲ့တာယထနာတွေကြောက်ခဲတလဲလို့တည်ဆုံးရတာအလောင်းလည်းမမြင်ရနော်ကိုတိုင်းလည်းကိုလက်လေးနဲ့ကင်တွယ်ပြီးတော့ကိုသားသမီးတွေကိုမပုတ်ဆောင်ရရင်နာတယ်တို့တော်ညာလည်းအဲ့ဒီရင်နာတာကိုကြဆုံသွားတဲ့ကလေးနဲ့သူတို့ရဲ့ကြီးတော်နောင်တော်တွေကိုကိုကတတ်နိုင်သလောက်နောက်ကနေကောင်းမှုကုတူလုံရင်းနဲ့ချီတယ်နိုင်ငံလူမျိုးအတွက်အသက်ပေးရတာပဲပေါ့ ဒါပေမဲ့မတန်တယ်လို့ခံစားရတယ်။တင်းတွေကပြည်ပြည်ခွက်ခေါက်တွေနဲ့စီဒီအန်လုတ်ထားတဲ့ဆရာဝန်ဆရာမတွေကအခုချိန်ကျမှနိုင်ငံတော်လူကြီးမင်းတွေကိုခြေတလုံးဖက်ပြီးတော့ပြန်ပြီးဝင်ခွင့်တောင်းနေဆိုတာဟုတ်လားတော်တော်တရားတာပဲနော်။စဉ်းစားကြည့်ပါဦး။ဘယ်ကကြားတဲ့တင်းလည်းမလိဘူး။ပြည်သူနဲ့နော်အပြစ်မဲ့ပြည်သူတွေနဲ့နိုင်ငံဝန်ထမ်းကောင်းတွေသွေးမြေကြလို့တောင်မချောက်သေးပါဘူး။ဟုတ်လား။ အလူချင်းမင်းတွေကိုလည်းပြောချင်တာဒီလိုလူမျိုးတွေကနော်ဟိုဘလို့ခေါ်မခွေးမိောက်ကြည်တော့ဆွတ်တယ်ဒုက္ခရောက်နေလို့တာပြန်ပြီးတော့မြန်မာပြည်ကလူချင်းမင်းတွေကိုပြန်ပြီးတော့ကတ်ဖို့ပဲရှိမယ်သူတို့မှနိုင်ငံချစ်တဲ့စိတ်မျိုးချစ်တဲ့စိတ်အတိတရားရတဲ့စိတ်နဲ့လာမှာမဟုတ်ဘူးရှင့်အထက်လူကြီးမင်းတွေလည်းကိုပိုင်အုံနောက်လေးနဲ့စုံစားပါဦး ြားသေးကိုခဏတိုင်းအသက်ပြန်မသွန်းပါနဲ့။အရန်မုန်းဖို့ကောင်းပါလေ။ရုပ်ရှင်မလားမင်းသမီးတွေကအဆက်မြန်မာနိုင်ငံကြီးကိုတော်လှန်နေတာကိုမမေ့သေးပါဘူးနော်။လူကြီးတွေလည်းမမေ့ပါနဲ့။ဆိုတော့ဒီကဘာလဲဆိုတော့စစ်တပ်တင်တဲ့မြတ်တဲ့င်းတွေကိုအမှန်ထင်ပြီးတော့မှ CDN တွေတကယ်ပဲမဲအောင်လိုင်း6ကိုဖတ်ပြီးတော့မှ ဟိုလုပ်ငန်းကိုလည်းပြန်ဝင်ခြင်းတွေလို့တို့ထင်နေပုံရပါတယ်တကယ်တော့ကျွန်တော်တို့ဘက်ကလည်း site ဝါပြန်ထည့်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့ကျွန်တော်တို့ CDN တွေတဲကလည်းအဲ့လိုမျိုးပြန်ဝင်ပြီးတော့မှစက်တက်ရဲ့တည်င်းကိုပြန်ပြီးတော့မှဒီဘက်ကိုပြန်ထောက်လန်းပေးမဲ့သူတွေလည်းဒါရှိလာနိုင်တဲ့အခြေအနေမျိုးပေါ့နော်ဒါကိုတော့ကျွန်တော်ကတော့ဟို1 1 1မြောက်1တာဆိုတာကြိုးစားပါတယ်။ဘာကြောင့်လဲဆိုတော့တချို့ CDN တွေထဲမှာလည်း ပြောမယ်ဆိုရင်ဟိုဘယ်လိုပြောမလဲကိုမြန်မာနိုင်ငံကိုပြန်ကျင်တဲ့သူတွေရှိမယ်တော်လန်ยีကိုဘယ်လိုပြောမလဲရှက်ဆက်ချင်ပေမဲ့လေကိုကိုပြည်တွင်ထဲမှာပဲနေရင်းထဲမှာတော်လန်ยีလှုပ်ချင်တဲ့သူတွေရှိကောင်းရှိမယ်လေသူတို့အတွက်ရည်ရွယ်ချက်ကောင်းလေးယူဘယ်လိုပြောမလဲရည်မှန်းချက်ကောင်းလေးတွေရှိမယ်လို့လည်းကျွန်တော်ထင်ပါတယ်ဒါပေမဲ့ဒါကိုလည်းမဖြစ်နိုင်ဘူးလို့လည်းတွေးလို့ရပါတယ်သို့တော့ဒီမိမနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ပြောချင်တာကဘာလဲဆိုတော့သူ့ရဲ့အဓိကပထမဦးဆုံးမှားတဲ့အမားတော့သူ့သားသမီးတွေအကုန်လုံးစစ်တပ်တက်ထည့်လိုက်တာပါပဲအာနိုင်ငံနဲ့လူမျိုးအတွက်ဘာသာသာသနာကိုကောက်ွယ်စောက်ရှောက်ဖို့အတွက်ဟာလား ဒီစက်တက်တဲကိုထက်လိုက်တယ်ဆိုပေမဲ့လည်းနောက်ပိုင်းကျတော့စက်တက်တဲရောက်လို့မှသူသားသမီးတွေအကုန်လုံးကစောက်ချိုးတွေပြောင်းပြီးတော့မှနိုင်ငံတွေဘာသာသာသနာတွေကောက်ကွယ်ဖို့တမဟုတ်ဘဲနဲ့ကိုကိုကိုကောက်ဖို့တက်ကိုပြည်သားစုကြီးပွားဖို့အတွက်ဒါစစ်သားဖြစ်သွားတယ်ဆိုတဲ့အဥ္စာမျိုးကိုတော့တုံ့နေနဲ့ ဟိုမတိခဲ့ပုံရပါတယ်တလောက်တောင်မှဟိုဆူတောင်းပေးနေပုံထောက်ရင်တော့အဲ့လိုမျိုးဆူတောင်းပေးနေတာမျိုးမဟုတ်ဖ ೇನೆ ခမရရဲ့ level ထဲမှာရှိနေတယ် level မှာရှိနေတယ်စွဲကြိုးကြီးနော်စက်တက်မှာရှိနေတဲ့ကောင်တွေကိုလှူပေးလိုက်ပါထောက်ပံအဲ့ဒါလေးရောင်းပြီးတော့မှရှိသမျှပတ်စံလေးကိုပတ်သားစားလို့ဘာလို့လှူပေးလိုက်ပါလို့ကျွန်တော်ကဒီနေရာကနေအကြံပြောချင်အကြံပြုချင်ပါတယ်နော်အကြံပြောချင်ပါတယ်တော့ဖြစ်တယ်ဆိုတော့နောက်ထပ်ဗီဒီယိုမှာလည်းဒီကောက်ရပါဆိုတော့ရဲဘော် slide က စတက်လော်ဘီတွေပေါ့နော်အဓိကတော့ပေါ့ကိုရောတို့အာကျော်ဆိုးဦးကျော်မျိုးမင်းဇဘိုဟိပေါ့နော်ဒါကိုဘက်ကနေပြီးတော့မှပြည်သူတွေရဲ့အိမ်တွေကိုလည်ရင်နဲ့ဘုံချင်းနေတယ်ဘုံချောင်းတွေကိုလည်ရင်နဲ့ဘုံချင်းနေဆို data နဲ့အချက်လက်နဲ့ချပြတာတော့မှပြောင်းလဲပြောင်းစားပြောချင်တယ်စတက်လော်ဘီတစ်တိုက်ကိုရဲဘော်စားလိုက်ကြိတ်ပါပြီအာမင်္ဂလာပါကျွန်တော်ကတော့ရဲဘော်စားလိုက်ပါကျွန်တော်ဒီနေ့ပြောချင်တာကတော့အဓိက main တစ်ခုကတော့ဒီပောက်ကူရောပေါ့နော် ပြည်သူကကတ္တဆွန်းကိုစားပြီးပြည်သူကိုအကြမ်းဖက်ဆိုတဲ့ဂုံဘုတ်ခုအာတက်ပေးလိုက်တဲ့အာပောက်ကိုတော်ဦးဒီကပြောချင်တယ်အာပြီးတော့ကျန်တဲ့ဘောမတွေအကုန်လုံးဇော်ဖိုးဟင်းတို့ကျော်မျိုးမင်းတို့ကျော်စိုးဦးတို့အကုန်လုံးဟိုတစင်ဦးတို့ဟမ်ဟိုကျော်စွာတို့မေလိုးတွေအကုန်လုံးပြောချင်တာဘာလဲဆိုတော့မင်းတို့ကောင်နေယောက်ျားတွေဖြစ်ပြီးတက်တိတွေမရှိကြဘူးလားတစင်ဦးဆိုတော့မင်းမ မိကလေးဖြစ်လို့ထားပါတော့ကျန်တဲ့ကောင်နဲ့ယောက်ျားလေးတွေဖြစ်နေမင်းတို့ကလည်းတတိမရှိဘူးလားဟမ်အဲ့လေနဲ့ဘုံကျဲမင်းပြစ်စပတ်စတက်ကစတက်ကဒီသူနေတဲ့ပုံကျဲနေပါတယ်လို့ဒီလောက်အော်ပြောနေဒီလောက်တတ်တဲ့တတ်တကားတွေနဲ့ပြနေတာဟုတ်အကျန်းဖတ်တွေပေါ်ကျဲတယ်ကျန်းဖတ်တွေပေါ်ကျဲတယ်အဲ့ဘယ်အကျန်းဖတ်ကမင်းတို့ကောင်ကပြောအဲ့လိုနေရာမျိုးမှာသွားနေမှာလဲဟမ်မင်းတို့စတက်ဘုံကျဲလိုက်ယူရတဲ့ကြီးပဲကျဲတာอืม နော် PDF စကန်လေးပေါ့ခုမှမကျဲဘူးယူရတယ်ကြည့်ပဲကျဲလိုက်တိုင်းယူရတယ်ကျဲလိုက်တိုင်းယူရတယ်ပရာမိုတာနဲ့လိုက်ကျဲတယ်ယူရတယ်ပဲဟာဝေဇာနဲ့ထူတယ်ယူရတယ်ပဲမင်းတို့ကောင်တွေကဗာလဲမင်းတို့မထိန်ချုပ်လို့မင်းတို့လက်လွတ်လိုက်ရတဲ့နေမီတွေကိုမင်းတို့ကဗာလဲအကျန်းဖက်တွေကအာထိန်ချုပ်နေပါလေအကျန်းဖက်တွေဗာလုံနေပါလေညာလုံနေပါလေဆိုပြီးမင်းတို့ကောင်တွေဆွဆွဲတာကိုကိုကိုဆော့ရှက်လေးလည်းရှိကြဘူးဟုတ်ပါနော်ကိုပါတာကိုဟို မထိန်ချုံနိုင်မြဲနဲ့စောက်ဆန်းစောက်ဆန်းမရှိလို့မထိန်ချုံနိုင်တော့ဘူးကွာအဲဘာဖြစ်လို့ပြည်သူပုံမဲတာတော့ဟမ်အဲ့လိုပြောလဲစောက်ချက်ရှိမဲ့ကောင်တွေမဟုတ်ပါဘူးနော်ဟိုပောက်ကူတော့နင်းတင်ကန်းတော့အာနာရယ်ကွာပြည်သူကလူတဲ့ဆုံးကိုစားပြီးတော့ပြည်သူကိုစော်ကားတာတော့မကောင်းဘူးကံကြီးထိုက်တတ်တယ်သိလားဟုတ်ပါနော်ပြီးတော့ဟိုဂျန်တဲ့ကောင်တွေကြော်မျိုးမင်းတို့ကြော်စိုးဦးတို့ဇော်ဖော်ဟင်းတို့မင်းတို့ကောင်တွေစစ်မှုထမ်းရမှာသိလားနော်တတိရှိရဆိုစစ်မှုထမ်းနော်စစ်မှုထမ်းလိုက် စမှုထမ်းပြီးကမှငါတို့နဲ့ရင်ဆိုင်အဲ့ကကြောင့်မင်းတို့ဘသူကကြမ်းဖက်လဲဆိုတော့မင်းတို့တီးလိုက်မယ်ဟုတ်ပြီလားနော်တော်တော်ဆယ်မင်းတို့ကျူစော်ရီချိပါလေးတွေစိတ်ခါလေးတွေငတ်နေတယ်အဲ့ကလေးတွေကုညီပေးလိုက်ကြအောင်နော်တိလာမင်းတို့ကောင်းတဲ့ခွေးချင်းခွေးချင်းနေနဲ့ခွေးချင်းခွေးချင်းနေနဲ့တိုင်းပြည်ကိုအုပ်ချုပ်ဖို့ကြိုးစားတာရပါလိမ့်မယ်ငါတို့တည်ရင်တော့ငါတို့လူငယ်တွေတည်ရင်တော့မင်းတို့ လိုချင်တယ်လို့ရလိုက်မယ်ငါတို့မတည်သေးဘူးကာလပတ်လုံးကတော့မင်းတို့ဘာတစ်ခုမှမလုပ်ရစေရဘူးเนาะအဲ့တော့ပြောချင်တာကမလုံးနေပေးတိုင်းလေမอยู่တတ်နဲ့မอยู่ချားနဲ့เนาะအာစွန့်ထမ်းမှုတစ်ခုခုဖြစ်သွားရင်ဒီမှာရင်းကြီးလိုပဲအစွန့်ထမ်းတစ်ခုဖြစ်သွားရင်ပြန်လျှော့လို့မရဘူးเนาะအဲ့တော့အဲ့အစွန့်ထမ်းမဖြစ်အောင်ဘာလုပ်ရမလဲဆိုကိုယ်တိုင်ကဒီဥစားရတယ်အဲ့ပြောတဲ့သဘောကိုနားလဲတဲ့သဘောပေါက်မလားတော့မသိဘူး နားလဲသဘောပေါက်မှလည်းမဟုတ်ပါဘူးမင်းတို့ကောင်းမယ်သမင်းစားပြန်ကြည့်ရင်းလာတဲ့ကောင်တော့ဘာမှမရှိဘူးအဲ့တော့နောက်ဆုံးမပြောချင်တာကွာမင်းတို့ကောင်းနေတတိရှိရဇာရှိရဆိုရင်စမှုထမ်းလိုက်စမှုထမ်းကကြမှာလာခဲ့လိုက်ဖိုက်ကြတာပေါ့နော်ပြောဟိုဘောမမလောက်လေးမလောက်စားကောင်းလေးရောပြောချင်တယ်ဗာလဲဆိုတော့မင်းတို့တကယ်တတိရှိရင်တဲ့စစ်တပ်နဲ့အာ စိန်ခေါ်ပြီးတော့မှခြားကြတဏီယာထဲမှာချင်းကမှခြားကြတယ်။မင်းငါလို့ငါတို့ကတတိမရှိရမဟုတ်ဘူးမင်းတို့စစ်တပ်ကတတိမရှိရသေးလားတတိမရှိကမှဟိုးဟိုနေရာမဲလိုက်ဒီနေရာမဲလိုက်ပတ်ပတ်မဲနေတာစစ်တပ်လာရင်ထွက်ပြေးတယ်မှန်တယ်ငါတို့ပြေးခဲ့တယ်အေးအဲ့ဒါတစ်ချိန်လုံးကအခုမပြေးဘူး။ဟောမင်းတို့စစ်တပ်ကတာငါတို့လာရင်ထွက်ထွက်ပြေးနေတာနော်။တဘောပေါလားတဘောပေါလား။အင်းအဲ့တော့အပေါ်ရင်မပြောနဲ့ဘူရင်မပြောနဲ့မင်းတို့စစ်တပ်ရှိတဲ့နေရာ ငါတို့လာလို့ပြတ်တာမဟုတ်စစ်တပ်ရှိလို့ပြတ်တာစစ်တပ်မရှိရဲ့အဲ့နေရာကိုငါတို့လာစရာအကြောင်းရင်းမရှိဘူး yes ဟုတ်နော်စစ်တပ်မရှိတဲ့နေရာကိုငါတို့အလွယ်တကူနဲ့အုပ်ချုပ်လို့ရတယ်ထိန်းတို့ရှာတယ်ကွာစစ်တပ်ရှိနေရင်တော့ငါတို့အဲ့နေရာစစ်မြေပြင်ဖြစ်မှာပဲစစ်ကောင်စီရှိတဲ့နေရာငါတို့စစ်မြေပြင်ဖြစ်မှာပဲအဲ့တော့အကြံဖက်တွေဝင်လာလို့မင်းတို့ဝင်လာလို့ PDF တွေဝင်လာလို့ခြေရွာပြတ်တယ်မျိုးတွေပြတ်တယ်ဆိုမှ အတန်ကိုရှင်းနေတဲ့တကောင်းမင်းတို့သနာဘူးဟုတ်တယ်နော်မင်းတို့ပြောတယ်လို့ပဲမြေချင်ရပြီဟုတ်ပါပါလားမင်းတို့ပြောတယ်လို့ပဲမြေချင်ရပြီဒါပဲဒါပဲဒါပဲဒီလိုပဲဖြစ်နေရမယ်ဒေါ်လာရဲ့အခြေအနေဟာအရင်တုန်းကခံစစ်ခွာစစ်ကနေပြီးတော့မှ ဘယ်လိုပြောမလဲတဖြည်းဖြည်းနဲ့ကျွန်တော်တို့တိုက်စစ်ပြတ်ဖွဲ့ပါလိုက်ပြီဆိုတော့ဒီကောင်တွေရဲ့အခြေအနေကဘယ်လိုပြတ်ပြတ်သွားလဲဆိုတော့ခန်းစစ်ခွာစစ်ကနေပြီးတော့မှအရင်ဦးဆုံးတိုက်စစ်ကနေပြီးတော့မှဒီကောင်တွေအာခွာစစ်ဖြစ်လာတယ်ခွာစစ်ကနေပြီးတော့မှခန်းစစ်ဖြစ်လာတယ်ခန်းစစ်ကနေပြီးတော့မှပြင်းစစ်တီဖြစ်လာတယ်ဆိုတော့ဒီတော်လိုင်းရဲ့အခြေအနေဟာဘယ်လောက်ထိတိုးတက်လာတယ်ဆိုတာကိုအားလုံးလည်းသိကြပါပါအရင်တော့ကတူမီနဲ့တိုက်ကနေပြီးတော့မှအခုဆိုရင်တကယ်ခင်မီအာကျွန်တော်တို့ဟလာစီမီအော်တိုအကုန်ပြစ်လို့ရတဲ့တကယ်ကျွန်တော်တို့အာ4ရောဟလာအများကြီးပါပဲတော့တခါကြရင်ငကြင်းစီနဲ့ငကြင်းပြန်ကြော်ရတဲ့အကွက်တွေတောင်ရှိသေးတယ်ပါ စကားသားရတဲ့ဆက်လက်နဲ့စကားသားကိုပြန်ပြီးတော့မှပြစ်တာရောစကားသားရတဲ့ RPG နဲ့စကားသားပြန်ပြီးတော့ကျုံးတာရောစကားသားရတဲ့ Howitzer နဲ့စကားသားစကားကိုပြန်ပြီးတော့မှပြစ်လွတ်ပလိုက်တာရောအဲ့လို God တွေပေါ့တစ်ဆင့်နဲ့တစ်ဆင့်ကျွန်တော်တို့တော်လိုင်းရေးဟာတိုးတက်လာတာပဲရှိပါတယ်ဆုတ်ယုတ်သွားတာတစ်ခုမှမမြင်တွေ့ရပါဘူးဆိုတော့ဒီအခြေအနေတိုင်းသာဆက်သွားမယ်ဆိုရင်ဘောမှ lobby တွေလည်းတော်တော်လေးကိုမျက်ခုံးလှုပ်ပြီးတော့မှမကြခင်မှာဘယ်နိုင်ငံကိုဘယ်လိုမျိုးပြေးကြမလဲဆိုတော့စောင့်ကြည့်ကြပါလို့အားလုံးကိုပြောရင်းနဲ့မှ ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ရဲ့ Arsenal YouTube channel လေးကို like and subscribe လုပ်ဖို့ပြောချင်ပါတယ်တင်သမားဗီဒီယိုတွေကြောက်ကြည့်လို့ရအောင်လို့ဘေးနားက notification လေးလည်းနေပေးခဲ့ကြပါလို့ပြောချင်ပါတယ်နောက်တစ်ခေါက်မှပြန်ဆောင်ရွေးပါမယ်မင်္ဂလာရှိတဲ့ dollar နေလေးဖြစ်ပါစေခင်ဗျာ